ယခုဥပါဒကဥပါတိကမတွေဥပုတ်တောင်းကြတာရိုးရိုးကလေးသီလပါရမီတွေအဲ့ဒါလို့ရိုး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 ပါမှအင်္ဂါကျလဲအပြည့်အစုံမခံရသေးဘူးရိုးရိုးကလေးစောင့်ကြတဲ့ဒါနမျိုး သီလမျိုးအဲနိကမမျိုးခန္တီမျိုးအဲ့ဒါလို့ပါရမီတွေလည်းမြတ်စွာဘုရားရဲ့အလောင်းတော်ဘဝတုန်းကခင်းကျင်ခဲ့ပုံတွေကိုတွေးလိုက်ပါဦးအာယုံပြုလိုက်ပါဦးနဲ့ အာယုံပြုလိုက်တော့အာယုံပြုတဲ့စိတ်ကဒီဒီမြတ်စွာဘုရားရဲ့တတ်တည်ကူးလာတယ်။အဲဒီစိတ်ကြောင့်ဖြစ်တဲ့အတံပရိသန်ထဲမှာဒီတတ်တည်ကူးလာတယ်။ဒါကြောင့်အာယုံပြုလိုက်ပါဦးတဲ့။အခုဘုန်းကြီးပြောနေတာအာယုံပြုနေတာပဲ။သူ့တကားတို့နားနေတဲ့ဥစ္စာအဲ့ဒီဟာအာယုံပြုရဲ့ပဲ။ဒါတော့အာလုံပြီနေတဲ့ဝိသံဗရာမင်းဘဝကိုပြောကြဆိုရဲ့အာလုံပြီအာလုံပြီ။ အဲ့ဒါဒီပထမဆုံးဖွားတယ်လို့ဆိုရင်ပဲလက်ကလေးဖြန့်ပြီးတော့မေရောဗာမယာဖေးစရာရှိတုံးလို့တောင်းတယ်ဘုရားအလောင်းဘဝမှာမဟောတရာဘဝတုံးကဖောက်ဖွားခြင်းတစ်ခါစကားပြောတယ်အဲဝိသန္ဒရာဘဝမှာဖောက်ဖွားခြင်းစကားပြောတယ်ဣဒ္ဓမင်းသားဘဝမှာဖောက်ဖွားခြင်းစကားပြောတယ်အဲ့ဒီသုံးဘဝလောက်ပဲသင်နေချာချာ သာကထူတယ်ပြောတဲ့စကားလည်းတဲကောင်းတယ်မေတော့ဘာများလူတရားရှိတုံးလဲအဲ့တော့လူချင်းနေတဲ့စိတ်ဟာဝန်းထဲမှာတတ်ကိုပါလာအဲဂုံဂုံပကဒနာဘာမှတဆုံးတစမဖြစ်ဘူးတကယ်ကိုလူချင်းနဲ့တတ်ပါလာတကလင်းနေသားလောက်အရွယ်ကြတော့ပတိတို့လက်ကောက်တို့ဘာတို့ဆင်ပြီးအဲ့ဒီပတိလက်ကောက်တွေကိုအထင်းတော်တွေချွတ်ချုပ်ပြီး အထင်းတော်တွေကမေတော်ကြီးကိုအဲဒီအကြောင်းပြောတော့မေတော်ကြီးကသားကပေးလို့ရှိရင်သားတော်ကပေးလို့ရှိရင်အပိုင်ပဲရကြပါစေလို့မေတော်ကြီးကပြန်ပြီးတော့ဒီအချိန်လေးဘုန်းကြီးကတွေးကြည့်တယ်ဘာမှကုံပကဒနာမငဲ့ဘူးကုံကြည့်အောင်ဘာမှမစင်စားဘူးတကယ်ကိုအထင်းတော်တွေပေးကျင်တာပဲအထင်းတော်တွေရစေကျင်တာပဲအဲ့တော့ဒါနပြုတဲ့နေရာမှာမေတ္တာကဥသိရဲ့ဥသိရဲ့ဖြစ်နေတယ် ဒါနဆိုတဲ့နေရာမှာကရုဏာကဘာရဲ့ဘာရဲ့ဖြစ်နေလဲဘုညာကျင်းနှလုံးလို့ကျင်းနှလုံးလို့ဒီဒီရိုးရိုးဒါနပါရမီပါကုန်တကကျင်းနေသားတော့ကြာတော့တဘာတဲ့တယောက်တည်းစဉ်းစားခုနေများတော့ငါလာပြီးတော့အလှခံရင်အဲဥပမာမျက်လုံးလိုချင်တယ်ဆိုရင်အဲ့ဒီမျက်လုံးကငါပေးစမ်းခြင်းပါပြီးတော့အဲ ဘုန်းတဲ့ကနှလုံးသားတွေကိုအသုံးချအသုံးချခြင်းလို့မလှူပါဆိုရင်အဲ့ဒီနှလုံးသားတွေငါထုတ်ပေးစမ်းခြင်းပါပြီတော့အဲ့ဒီလိုများအကျံဖြစ်တယ်တဲ့ဘုန်းကြီးကကြီးညိုလွန်းလို့ယုံနဲ့ယုံလို့တခါတလေပြင်းကျင်တယ်ပြင်းကျင်တယ်ဆိုတဲ့ဥစ္စာတွေကခုဌာနကျင်တယ်ပဲစဉ်းစားကြည့်စမ်းဘယ်လောက်ပြင်းကျင်တဲ့စိတ်တခါတခါပေါ်လာသလဲလို့ဒါတော့ဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားအလောင်းတော်ယခုပရိသတ်တရားတော်တွေကိုဟောတော်မူမဲ့မြတ်စွာဘုရားရဲ့အဲအလောင်းတော် ဲ့ဒီအလောင်းတော်ဘဝတုန်းကရိုးရိုးရရာရိုးရိုးရိုးရာဖြစ်တဲ့ဒါနပြုပုံတွေကိုလေပြန်ပြီးတော့စဉ်းစားလိုက်ရင်အဲ့ဒီဒါနရှင်ဖြစ်တဲ့ပုဂ္ဂိုလ်ကဖြစ်လာတဲ့ဘုရားအဲ့ဒီဘုရားရဲ့ပရိတ်တော်ပါလားလို့ဆိုတော့ရိုးရာတဲ့ပုဂ္ဂိုလ်ကလည်းအသက်မရောကြီးနာရတဲ့ပုဂ္ဂိုလ်ကလည်းယုံယုံကြည်ကြည်ကြည်အဲမတန်ဝန်တာစရာကောင်းတယ်တထာဂတနာဘုန်းကြီးတို့ဤကိုယ်ွယ်ရာတက္ကရကမတို့ဤကိုယ်ွယ်ရာဖြစ်တော်မူသောမြတ်စွာဘုရား၏ သတ္တ7ပါးကုံတို့ဒါနသတ္တ7ပါးကုံတို့ပါရမီရောရိုးရိုးရာရာဖြစ်ပြင်းရတဲ့ပါရမီတော်တို့ကို၎င်းသတ္တ7ပါးကုံတို့ဥပပါရမီရောမျက်စိနာနာအင်္ဂါခြေလက်ကိုအပြည့်အစုံကံလေးဖြစ်ပြင်းရတဲ့ဥပပါရမီတော်တို့ကို၎င်းတစ်ခါတစ်ခါကြတော့အနာကဒါနရိုးရိုးမဟုတ်ဘူးဒီမင်းကြီးတို့ဘဝမျိုးကြတော့မျက်လုံးထုတ်ပြီးတော့လှူရတယ် မျက်လုံးထုတ်ပြီးတော့လှူရတဲ့အခါမှာတောင်စိတ်ကထက်မှန်လိုက်တာတကယ်တည်းအနာရသမားတော်ကမလှူဖို့ရန်တားတာတောင်ဟိုးထုတ်တာထုတ်မျက်လုံးကိုအဲထုတ်ရင်ထုတ်ရင်တောင်မှရက်ထက်ရက်ထက်ပြီးတော့သမားတော်ကအရှင်မင်းမြတ်စဉ်းစားပါဦးနော်ငါကိုအတိုင်းပြန်ဖြစ်နိုင်ပါသေးတယ်စဉ်းစားပါဦးနော်။အိုးသမားတော်ထုတ်တာထုတ်။ဘုန်းကြီးကလည်းအဲ့ဒီလိုသမားတော်ကိုပြောနေဘူး။အဲသီဝီမင်းကမျက်လုံးကိုရရရောရောလှူဖို့ရန်ပြင်းစင်းနေဘူး။ ဲ့ဒါတွေစိတ်ထဲမှာစဉ်းစားတော့အိုးအဲ့ဒီအဲ့ဒီပုဂ္ဂိုလ်ကဖြစ်လာတဲ့အမတန်ကြီးကျယ်တဲ့မေတ္တာကရုဏာရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရဲ့ပရိတ်တော်ပါလား။ဘာမှမလုပ်ဖဲနဲ့ပရိတ်တော်ယွတ်နေရတာနဲ့ကိုဘာမှမလုပ်ဖဲနဲ့ပရိတ်တရားတော်တွေနားနေရတာနဲ့ကိုဒါကြတဲ့အကုသိုလ်စိတ်တွေကင်းလို့ကုသိုလ်စိတ်တွေတို့ပွားလို့ဘယ်လောက်များအားရစရာကောင်းလို့သနာဆေပါကုန်တော့ ပရမတ္တပါရမီရောအသက်စည်းစိမ်ကိုပင်ဆုံးလို့ရဖြစ်ခြင်းရတဲ့ပရမတ္တပါရမီတော်တို့ကို၎င်းအချို့ပါရမီကြတော့အသက်ကိုဆုံးပြီးတော့သာပါသာပါအသင်ကသားနေတဲ့ဥစ္စာငါအသက်ကိုသာငါကိုယ်ကိုသားလိုက်လို့ရှိရင်အသင်သာပြမလို့သာ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 တကယ်လို့စဉ်းစားတော့လည်းပဲအလောင်းတော်များဟာလေအသက်ကိုဖာဖြစ်လို့မှဘာလို့ကမအရေးကြီးဖို့မရဘူး တကယ်စဉ်းစားလိုက်တော့လေအရင်သိလက်ကြီးစရာလဲဟုတ်မယ်ဟုတ်ပေဘူးပေါ့လေဘာဖြစ်လို့လဲလို့ဆိုတော့အဲဒီတည်းသေသွားတော့လည်းပဲပါရမီကထပ်ဖြည်းပြီးတော့ဖြစ်မယ်အဲဖြစ်တဲ့မူပြတဲ့ဘဝကိုရောက်ကြရမှာပဲကိုဒါတော့အသက်ဆုံးပြီးတော့ဒါနပြုမယ်အသက်ဆုံးပြီးတော့ဥပုသောက်မယ်တဲ့ဘူရိတနဂမင်းတို့ဇတ်တော်များမှာလေတောင်ဘုရားမှာတခါတည်းဥပုသောက်ပြီးတော့နေတယ် ဒီဘသူကပဲလာပြီးတော့အဲယူယူသတ်တာဘာပဲလုပ်လို့ငါသီလမဖြတ်ပါဘူးလို့ဒိတ်ထံပြီးတော့စောင့်တယ်တကယ်လည်းပဲလာတာပဲတကယ်လာတော့လည်းပဲအဲ့ဒီလာတဲ့ပုဂ္ဂိုလ်ဒီအလံမေသမားကိုမခံကျင်ဘူးလို့ဆိုရင်ဒီနှာလေတွေဘာတွေပုတ်လိုက်လို့ရှိရင်လွင့်သွားမှာပေါ့အဲ့ဒါပဲလေဒေါသဖြစ်မှာဆိုလို့တခါတည်းမျက်စိတွေပြီးတော့သူပြည့်စုံတဲ့မြတ်ခံတယ် တော့ဘုန်းကြီးကလေတို့ဖះစီကိုရောမြတ်ဟာအလောင်းတော်ဘဝပုံများစွာတော့ငါလူဖြစ်မှသာဒီပါရမီတွေဖြည့်တာမဟုတ်ဘူးဖြည့်နိုင်တဲ့ဘဝမှန်လို့ရှိရင်တရိစ္ဆာန်ဖြစ်လဲဖြည့်တာပဲအဲ့ဒါလို့ပါရမီရှင် ဖြစ်လာတဲ့ပုဂ္ဂိုလ်ကဖះမဖြစ်ပဲဖြည့်ပါမလားယခုပဲရဲ့ရဲ့ရောရောဌာနပြုနေတယ်ဆိုရင်ပဲဒီဘဝမှာပဲဌာနချုပ်ပေးတဲ့သူကပေးလို့ ဒီဘဝမှာပဲချမ်းသာတဲ့သူကချမ်းသာလို့ဥပုဒ္ဒေဆောက်တည်ပြီးတော့နေကြည့်ကြသံဘာငါတော့ဥပုဒ္ဒေဆောက်တည်ပြီးတော့လောကီလုံငန်းဆောင်တာတွေဖဲပြီးတော့အေးအေးဆေးဆေးနေပါတော့မယ်ဆိုရင်အိုးသိချမ်းသာတဲ့ဘဝမျိုးဒီချက်ချင်းရပြီးတော့ဒီလိုတရားတွေကိုဘုရားပုံများစွာလက်အသင်ဖြင့်နဲ့ကဘာတသိန်းတောင်မှဖြစ်လာတဲ့ဘုရားရှင်ပဲဒီဘုရားရှင်ရဲ့ပရိသတ်တွေကိုမိမိတို့ကနှုတ်နဲ့ဆဲပြီးတော့ယွတ်နေရတဲ့ အခုဟာဘလောက်ထိုက်တန်တယ်လို့ဆိုတဲ့ဥစ္စာလေးစင်စားလေးလေးဝန်သားစရာကောင်းလေးလေးဘုန်းကြီးဟောနေရဒါလည်းဝန်သားစရာကောင်းလေးလေးအဲဒါကြောင့်ဘုန်းကြီးတို့ရဲ့လာခဲ့တဲ့မြတ်စွာဘုရားဟာအဲအမှန်တန်အတုမတိတဲ့ဘုရားဆိုတဲ့ဥစ္စာတကယ်ကိုအားရပါရ